်မင်္ဂလာပါရှင်ကျမတော့ဖူအီအီနွယ်ပါဒီဗီယိုမြင်တန်ကြရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါစစ်ကောင်စီကမေလာတလအတွင်းမှာလေကြောင်းတိုက်ခိုက်မှုအကြိမ်ရေပေါင်း200ကျော်ပြုလုပ်ခဲ့ပြီးကလင်းငယ်တိုက်ဆုံမှုတွေလည်းပိုတိုးလာတယ်လို့ DVB ကကြောက်ရွံ့ရှိထားတဲ့စင်းတွေအရာသိရပါဗျ။ဒီသတင်းကိုတော့ဝေဝေပေးပို့ထားပါရရှင်။ညမောင်းပြီးတော့ ကောင်စီကမေလတရက်ကနေမေလ28ရက်နေ့အထိလေကြောင်းတိုက်ခိုက်မှုအကြိမ်ရေပေါင်း213ကြိမ်ပြုလုပ်ခဲ့ပြီးတိုက်ခိုက်မှုတွေကြောင့်လူငါးယောက်နဲ့အထက်သေဆုံးမှုဖြစ်စဉ်တွေမှာကလေးငယ်41ယောက်ပါဝင်တယ်လို့ DVB Data အဖွဲ့ကကြောက်ယူရရှိထားတဲ့ဆင်းတွေရသိရပါတယ်။ဒီဆင်းတွေဟာပြီးခဲ့တဲ့ဧပြီလနဲ့နှိုင်းယှဉ်ရင်လေကြောင်းတိုက်ခိုက်မှုတွေကြောင့်သေဆုံးရတဲ့ကလေးငယ်ဦးရေပိုတိုးလာတာပဲဖြစ်ပါတယ်။မေလဒုတိယပတ်ထိုင်ရှန်ကယာနေဆက်ဖေခုံမျိုးတွင်ကဘန်ကောက်စစ်ဆောင်စခန်းကိုလည်း စစ်ကောင်စီကတတိယအကြိမ်မြောက်ပေါင်900ဘုံနဲ့လေကြောင်းကနေလာရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။ဘုံကျဲချမှုကိုကိုယ်တိုင်ကြုံလိုက်ရတဲ့စစ်ဆောင်တယောက်ကတော့အဖြစ်ပြက်ကိုပြန်ပြောပြပါတယ်။အဲ့မှာပေါင်900လိုက်ကျတော့ကောအတိုင်းပြီးချလိုက်ပေါ့ကလေးကိုဖိုးလို့ချွေးဖက်တဲ့ပြီးချလိုက်ပေါ့ကတော့ကြည့်ဘူးအဲ့နဲ့ကျွန်မတော့ဆောင်းနေတဲ့ဆိုယူရောပြည့်စီရဆိုကတော့ကြည့်ပုံမှန်ပေါ့ဒါမှဝင်လာလာဆောင်းနေတယ်။တန်ကြရတယ်နီနီလေးပဲအတန်က တိတ်မဝေဘူးဒီနာနာတဝိုင်းရမှာပဲကြားရတယ်ကြားရကလေးလေးရမယ်ကျမကိုငားရပေါ့ခဏခဏကလေးလေးစိတ်တရားရတယ်ကလေးကိုပူနေပဲခုအဲ့လိုမျိုးကတော့အကြောက်လို့ကြားနားလေဒီမျိုးပိတ်ထားလေးဒီမှာနေနေအဲ့နဲ့ဒီမျိုးဖြုတ်စားတွေးတယ်ရှိပေါ့နော်ဒီထဲမှာလေနာနာအမျိုးပရောဂျက်ကြီးဆို နာလေဒီမျိုးကလုံးနာပေါ့နောက်ပြီးနောက်ကျုံမလဲပူနေပဲအမြဲတပူတယ်ခါအပန်ကြာရဆိုဤပါချီတယ်အမျိုးလေးတကယ်လေးအပန်မျိုးထိန်ပေါ့နော် လီလာကာလာမျိုးနာတိချစေထားကြစိတ်လေးဘလိုမျိုးလဲခံစားနိုင်တော့တအကြောက်ပါနော်လီလာအတွင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဒေဆုံးသူဦးရေ180နဲ့ထိခိုက်ဒဏ်ရာရရှိသူက396ရောက်ရှိနေတယ်လို့ DVB ကကြောက်ယူရရှိထားပါတယ်စစ်ကောင်စီကဆုံးရှုံးထားတဲ့နေမျိုးတွေကိုပြန်ရယူဖို့လေကြောင်းတိုက်ခိုက်မှုတွေကိုတိုးမြင့်လှုပ်ဆောင်နေတာဖြစ်ကြောင်းနဲ့ကျူးလွန်မှုတွေအတွက်စစ်ကောင်စီကိုဗတ်ပေါင်းစုံကနေရေးယူဖို့လိုကြောင်း လူခွင့်ရေးကိစ္စရပ်တွေကိုမှတ်တမ်းတင်ထုတ်ပြန်နေတယ်။ Fortify Rights ကလူခွင့်ရေးဆိုင်ရာစုံစမ်းစစ်ဆေးရေးတာဝန်ခံကိုဆိုင်အာဂါကပြောပါတယ်။မြန်မာစစ်တပ်ဟာဒီမေလတွေမှာအရက်သားတွေပေါ်လေကြောင်းတိုက်ခိုက်မှုတွေနဲ့ဘုံကျဲမှုတွေပုံမှုလှုပ်ဆောင်တာကိုတွေ့ရပါတယ်။ဒီလုပ်ရက်တွေဟာနိုင်ငံတကာရဲ့ PR တွေ ASEAN ရဲ့တိုက်တွန်းချက်တွေနဲ့သူတို့ကိုယ်တိုင်ကြီးညာထားတဲ့ယာယီပြစ်ခတ်ရဲစဲရေးတွေကိုပါပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာဖြစ်ပါတယ်။တစ်ဖက်မှာလည်း ဒီနေ့ကုန်ပိုင်းမှာသူတို့ကျင်းပဖို့ရည်ရွယ်ထားတဲ့ရွေးကောက်ပွဲအတွက်စုံစုံထားတဲ့နေမီရီပြန်လည်ရဖို့နဲ့တည်ငြိမ်မှုရဖို့လှုံ့ဆော်နေတာလို့ယူဆနိုင်ပါတယ်ဒီလိုမျိုးမြန်မာစစ်တပ်ကရဲသားတွေကိုပြစ်မှတ်ထားကြမ်းဖက်မှုတွေအတွက်တာဝန်ခံမှုရှိစေဖို့အတွက်နိုင်ငံတကာရဲ့ PR တွေတိုးမြှင့်ဖို့တရားဥပဒေအရအေးအေးမှုတွေပြုလုပ်ဖို့ရဲသားပြည်သူတွေကို ကူညီကာဝယ်ဖို့နဲ့ဒီမိုကရေစီလိုလားတဲ့အားစုတွေကို ထောက်ခံဖို့ စားရဲပပေါင်းစုံကနေရည်ရွယ်ဆောင်ရွက်ဖို့လိုအပ်ပါတယ်ဗျ။မြူဒာညညရေးဆိုရာအန်ယူဂျီလူခွင့်ရေးဝန်ကြီးဌာနရဲ့ဆင်းရဲရာကတော့ပြီးခဲ့တဲ့ဧပြီလရဲမှာလေကြောင်းတိုက်ခိုက်မှုပေါင်း164ကြိမ်ကျူးလွန်ခဲ့ပြီးလူပေါင်း233ယောက်သေဆုံးခဲ့ကအသက်18နှစ်ယောက်ကလေး34ယောက်ပါဝင်တယ်လို့ထုတ်ပြန်ထားတာရှိပါတယ်။ မေလနောက်ဆုံးအပတ်ထဲအမ်ပရန်လမ်းပေါ်ကနေရီကန်တဝိုက်မှာတိုက်ပွဲတွေဖြစ်ပွားနေပြီး MPD တာဝါရိုင်းဂုံနာအထိထိတွေ့မှုရှိခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်။ရခိုင်နဲ့မကွေးအကြားကနေရီကန်တိုက်ပွဲနဲ့ဒေသခံအခြေအနေတွေကိုစိုးသူအောင်ကသတင်းပေးပို့ထားပါရယ်ရှင်။အနောက်ပိုင်းတိုင်းစစ်ထဏာကျုပ်နဘခအခြေဆိုင်တဲ့အမ်းမြုပ်ကို2024ခုနှစ်မှာတိမ့်ပိုက်ပြီးတဲ့နောက်ရခိုင်နယ်မကွေးအစမှာတိုက်ပွဲတွေဖြစ်လာတာပါ အရခတ်တော် AA PI မကွေးနဲ့အရှုချင်း CDF တို့ပါဝင်တဲ့ပူပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တို့ဟာငဖဲမျိုးနဲ့တဲမှာရှိတဲ့နေအိမ်ကလေချောင်းရံကာကွယ်ရေးတပ်ဝင်းချင်းမှာမကြာခဏတိုက်ပွဲပြင်းထန်လေရှိပါတယ်။အခုမေလနောက်ဆုံးအပတ်မှာလဲစစ်တပ်ကဗဒန်းမျိုးကနေနေအိမ်ကဘက်ကိုတက်ကူပို့စစ်ကြောင်းထိုးတာကြောင့်ထိတွေ့မှုပြန်ဖြစ်နေပြီး MPD တာဝါတိုင်းနားအထိတိုက်ပွဲတွေရောက်လာတယ်လို့ဒေသခံတွေကပြောပါတယ်။ကိုမန်းလမ်းရံတက်ရင်လည်းတိုက်ပွဲဖြစ်တယ်။ အမတိုင်ရဲ့နှစ်ရက်လောက်ကနှစ်စီးချက်သွားတာဗမ်းနှစ်စီးသုံးလေးစီးပေါ့နှစ်စီးမကဘူးဗမ်းဗမ်းတော့မဖြစ်ဘူးသူတို့ထားသူဖေးထားတယ်လို့ပေါ့အဲ့လိုလားမသိဘူးနောက်မှတော့အစီ40လောက်ရှိတယ်ဗလန်းနာတာဝါတိုင်းတို့ဟိုဘုံကြီးတို့နားမှာတော့တိုက်ခွဲနေတော်တော်ချင်းချင်းဆန်ဆန်ဖြစ်နေတယ်လို့ခုကတော့ချင်းချင်းမိုးတွေလည်းရမ်းရွာတော့လေတက်ကအခုမိုးရမ်းရွာနေရင်အချိန်တွေကမတိရဘူးဖုန်းလိုင်းတွေလည်းစိတ်မကောင်းဘူးဒီကဲနှစ်ရက်လောက်ကနှစ်ရက်သုံးရက်လောက်ကပေါ့ တကယ်ချင်းတွေအားလုံးပြောကြတယ်သူတို့အဲ့ဘက်ဟိုအဲ့ဘက်မှာတချို့ကနေတဲ့လူတွေရှိတယ်လေသူတို့ပြောတာဟာဘယ်နေတိုင်းမဲတဲ့ဟို၃ရက်လောက်ရှိပြီးတယ်ဇက်တိုက်ပဲတနေကုန်ဖြစ်နေတာ၃ရက်လောက်ရှိပြီးတယ်ဒါအပြင်အမ်ပဒန်လမ်းပေါ်ကရွာတွေမှာအိမ်ဆောင်ကလွဲလို့နေထိုင်သူသိမ့်မရှိတော့ပဲနေအိမ်ကစခန်းနာကဘုံဘောရွာမှာလဲအိမ်အတော်များများမီးလောင်ပျက်စီးခဲ့ကြအောင်သူကပြောပါတယ်အခုရပိုင်းတိုက်ပွဲတွေကြောင်းဗစီရွာကနေမိကိုလုံးတွေတက်လာတာကိုမြင်တွေ့ခဲ့ရပြီး အတိမပြုတ်နိုင်သေးတဲ့သတင်းတွေအရရင်းနေရွာနဲ့ဂိုဝရွာတွေကဒေသခံဆက်ရောက်ထမနေကိုလည်းစစ်တပ်ကဖမ်းဆီးခဲ့ကြောင်းသိရပါဗျ။ဒါအပြင်အရင်ကကိုကြီးရွာတဲ့အထိုင်ချတဲ့စစ်တပ်ဟာအခုချိန်မှာတော့ရွာနယ်မလမ်းမကမ်းမှာရှိတဲ့တောရဘုံကြီးကျောင်းမှာပြောင်းလဲတပ်ဆွဲနေကရွာဆောင်ကြံခဲ့တဲ့သူတွေကိုရက်တို့စစ်တင်တန်းတွေပေးပြီး လုံခြုံရေးယူခိုင်းနေကြောင်းသိရပါဗျ။အခုပြောရမယ်ဆိုရင်ကျွန်တော်ကဗရန်တန်တယ်ကိုသူတို့ကကြာမှာဆိုတဲ့အတွက်မလွန်တန်တယ်တရက်တန်တယ် ဲတက်တက်နေ၃ခုပေါ့နော်သူတို့အဲ့မှာဟိုတတိယပုံစံအတော့အတော့ပြန်လွန်ထိုးပြီးတော့ထိတ်ချုပ်လာတဲ့အနေအထားမျိုးကိုတွေ့ရပါတယ်ဒီဗရန်တက်နေကနိုင်ရံစခန်းနာကြပြီဗရန်တက်နေတစ်ခုလုံးကြမယ်ဆိုရင်ကျွန်တော်တို့ဒီမကွေးတိုင်းအနောက်ချမ်းကိုအဲကျွန်တော်တို့ဒီအာရခတက်တော်နဲ့ပူပေါင်းတက်ဖွဲ့တွေကလုံးဝထိတ်ချုပ်နိုင်သွားတဲ့အနေအထားမျိုးဖြစ်သွားမှာအဲ့ဒါကြောင့်သူကဒီဗရန်တက်နေမကြရေးဘူးအသေးအတန်ခုခံနေတယ်လို့ပြောရမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ဒါအတူတိုက်ပွဲတွေဖြစ်တိုင်းဗဒန်းချေဆိုင်စုံကုံအမြောက်တက်လို့ခေါ်တဲ့ မဆာခ905ကနေလက်နက်ကြီးပစ်ကူပေးလိရှိကြောင်းဒေသခံတွေကပြောပါတယ်ဒီကိစ္စတွေနဲ့ပတ်သက်လို့သက်ဆိုင်ရာတာဝန်ရှိသူတွေကိုမေးမြန်းပေမဲ့လက်သလုံးမဖြေချနိုင်သေးကြောင်းသာပြောပါတယ်အရခတ်တော် AA PI မကွင်းနဲ့အရှိုချင်း CDR တို့ပါဝင်တဲ့ပူပေါင်းတပ်တွေဟာနေရီကန်စကန်ကိုပြီးခဲ့တဲ့နှစ်ဆန်းပိုင်းမှာစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးအခုတစ်ချိန်မှာတော့စစ်တပ်ကငလင်ကြောင်းအပြစ်ရထားခြင်းထိုးစစ်ဆင်လာတာဖြစ်ပါတယ်ကျွန်တော်စိုးသူအောင်ပါ တောင်ကိုရီးယားရေချောင်းကင်းလက်လေရင်တစင်းဟာမေလ29ရက်ကြာတာပရင်းနေ့မှာတောင်ပိုင်းဖိုဟန်မြို့ရှိစစ်စခန်းတစ်ခုအနီးမှာပြတ်ကျသွားခဲ့တယ်လို့တောင်ကိုရီးယားရေတပ်ကပြောကြားခဲ့ပြီးတော့လေရင်ပေါ်မှာလူ၄ယောက်လိုက်ပါသွားခဲ့တယ်လို့လည်းဆိုပါတယ်။လေရင်ပြတ်ကျမှုဟာမနက်4:43မိနစ်လောက်မှာဖြစ်ပွားခဲ့ကြောင်းတောင်ကိုရီးယားရေတပ်ရဲ့ထုတ်ပြန်ချက်ကပြောပါတယ်။မတော်တဆမှုဖြစ်ပွားရတဲ့အကြောင်းအရင်းနဲ့အသေးအပြောက်အရေးအတွက်ကိုအတည်ပြုဖို့ကြိုးပမ်းနေတယ်လို့လည်းဆိုထားပါတယ်။ Writers ကရရှိထားတဲ့ဗီဒီယိုမှာတော့မီးလောင်မှုဖြစ်ပွားရာနေရာကနေမီးခိုးတွေထွက်လာတာကိုမြင်တွေ့ရပြီးအော်အော်သံတွေကိုလည်းကြားနေရပါတယ်။အစောပိုင်းကတော့ UNHAP သတင်းအေဂျင်စီမှာအဲ့ဒီလေယာဉ်ဟာအရှေ့ဘက်ကန်ယူရန်ရှိတောင်တန်းတွေမှာပြတ်ကျခဲ့ကြအောင်အနာပိုင်းတွေကိုကိုးကားပြီးတော့ထုတ်ပြန်ထားခဲ့ပါတယ်ရှင်။ဒီဗီဒီယိုမြင်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။ကျမတော့ဖူအီနွယ်ပါ။ကြည့်ရှုနာဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။